ငွေကြေးချက်တဲ့ခင်းရင်ရင်ဝင်ဝင်လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲဘယ်တော့မှမမိခိုးပါနဲ့ကျွန်တော်ဝင်ဝင်လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲမိခိုးတယ်ဒါမှမဟုတ်ဒီအလုပ်တစ်ခုတည်းပေါ်မှာပဲမိခိုးတယ်ဆိုရင်ကျွန်တော်မှအလုပ်ပြုတ်သွားပြီးဝင်ဝင်ရက်သွားပြီးဆိုရင်ဒါနောက်ဆက်တွဲငွေကြေးဆိုင်ရာ pressure တွေငွေကြေးဆိုင်ရာပြဿနာတွေကျွန်တော်တို့ကြောက်ရနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဝင်ဝင်လမ်းကြောင်းတစ်ခုတည်းပေါ်မှာမမိခိုးပဲနဲ့တခြားဒီ multiple income stream ပေါ့နော်တခြားဝင်ဝင်လမ်းကြောင်းတွေကိုကျွန်တော်တို့ကရှားနိုင်သမျှဖန်တီးထားဖို့တိစောက်ထားဖို့လိုတယ် နောက်ထပ်နောက်ထပ်ဝင်ဝင်လမ်းကြောင်းတွေဖန်ပြီးမယ်ဆိုရင်ကျွန်တော်တို့အဓိကအဖြစ်နီလန်းတစ်ခုရှိတယ်ဗောလေအဲပထမနီလန်းကတော့ဒီ part time ပဲဖြစ်ဖြစ် freelance ပဲဖြစ်ဖြစ်ကျွန်တော်တို့လောက်တာမျိုးဗောအမကိုရဲ့ဒီပုံမှန်အလုပ်တခြားကိုရဲ့ဒီအလုပ်ချင်းပြင်ပါမှာကျွန်တော်တို့ဒီကိုကျွမ်းကျင်တဲ့ဒီ skill ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရတယ်အမကိုက ဒီ size တက်တယ်ဆိုတော့ကျွန်တော် corner rider လွတ်လို့ရရတယ် design ဆွဲတက်တယ်ကျွန်တော်တို့ဒီလိုပဲဒီ design service တွေကျွန်တော်တို့ပေးလို့ရရတယ်ပေါ့နော်မှတကယ်လို့မှကိုကစာတင်တက်တယ်ဆိုရင်စာတင်တာကျွမ်းတယ်ဆိုရင်လည်းကျွန်တော်တို့ကအဲကိုရဲ့ကိုပိုင်းချိန်မှာကျွန်တော်တို့ကစာတင်တဲ့အလုပ်နဲ့ဝင်ဝင်တစ်ခုရှာလို့ရတယ်ဒါကတော့ freelance တို့ဒီ part time တို့လုပ်ပြီးရှာတဲ့ဟာမျိုးပေါ့အဲကျွန်တော်တို့နောက်တစ်မျိုးကတော့ဒီ passive income ပေါ့လေကိုယ်တိုင်ထက်ထက်ဝင်ပါစရာမလိုပဲနဲ့ကိုယ်တိုင်ထက်ထက်ဝင်လုပ်စရာမလိုပဲနဲ့ကျွန်တော်တို့ကဝင်ဝင်ဝင်နေတာမျိုးပေါ့နော်ဥပမာအဖြစ် ကျွန်တော်ဒီ stock တို့အင်ချမ်းမြေတို့အရွှေတို့တခြား commodity တွေပေါ့နော်အစဖြင့်ကျွန်တော်တို့ကဒီ invest လုပ်တာမှမဟုတ်ဘဲနဲ့တခြားနီးလန်းတွေနဲ့ကျွန်တော်တို့ကရှာလို့ရသေးတယ်ဒီနေ့ခေတ်ကျွန်တော်တို့က digital ခေတ်မှာဆိုရင်ရှာလို့ရတဲ့နီးလန်းတွေအများကြီးရှိလာတယ်။ဥပမာကိုကဒီ online မှာကျွန်တော်တို့ကအာ content တွေ create လုပ်ပြီးတော့အားနေပြီးတော့အကျော်ညာဝင်ငွေတွေရှာလို့ရတယ်။နောက်တနည်းနည်းနဲ့ကျွန်တော်တို့ကိုကဘာသာတစ်ခုမှကျွမ်းကျင်နေဆိုရင်လည်းဒီတနန်း ဗီဒီယိုတွေကျွန်တော်တို့ကဖန်တီးပြီးတော့ဒီကနေတင်နှံဝင်ငွေလဲကျွန်တော်တို့ကရနိုင်တယ်ပေါ့နော်အရေးကြီးတာကကျွန်တော်တို့ငွေကြေးအကျက်တဲ့ခင်းရင်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပေါ့မှာမမှီခိုးပဲနဲ့တခြားကျွန်တော်တို့နောက်ထပ်နောက်ထပ်ဝင်ငွေလမ်းကြောင်းတွေလဲဖန်တီးတိဆောက်ဖို့အရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်